အမေရိကန်ချေချောက်မှုတွေကိုစန့်ကျင်မှုဗီနီဇွဲလားသမ္မတက OPEC ကိုတောင်းဆိုလိုက်ပါတယ်အမေရိကန်ဘက်ကတရားမဝင်ချိန်ချောက်နေရတွေကိုစန့်ကျင်မှုတွေရေနံတင်ပို့သူနိုင်ငံများအဖွဲ့ OPEC ကိုဗီနီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကတောင်းဆိုလိုက်ပါတယ်။အမေရိကန်ဟာကမ္ဘာအကြီးဆုံးစီးတိုးလောင်သူတွေဖြစ်တဲ့ဗီနီဇွဲလားနိုင်ငံကိုတန်းယူဖို့ကြိုးစားနေရဖြစ်တယ်လို့ကမ္ဘာအင်တာနက်ထုတ်လုပ်သူနိုင်ငံကြီးတွေစီကိုပို့တဲ့စာမှာပြောဆိုထားပါတယ်။ ဒီလိုရန်စချိန်ချောင်းမှုတွေကိုတားဆီးဖို့အတွက်အတိုင်းအတိုင်းဆုံးအားထုတ်ပေးကြဖို့မျှော်လင့်ပါတယ်။ဒီကိစ္စကတနင်္လာချာပို့ဖို့ဆိုးဝါးလာပြီးကမ္ဘာ့စွမ်းအင်ဈေးကွက်ချိန်ဝင်ရှာကိုလည်းချိန်ချောင်းနေတာဖြစ်ပါတယ်။ထုတ်လုပ်သူနဲ့သုံးဆဲသူတွေကိုပါချိန်ချောင်းနေတာဖြစ်ပါတယ်လို့သူကပြောဆိုထားတာပါ။ဗင်နီဇွဲလာဟာ2023မှာရေနံစီပေါင်း303ဘီလီယံပိုင်ဆိုင်တဲ့ကမ္ဘာ့အကြီးဆုံးရေနံသူလောင်သူဖြစ်ပြီး ဖနီဇယ်လာဟာ2023မှာရေနံစီပေါင်း303ဘီလီယံပိုင်ဆိုင်တဲ့ကမ္ဘာအကြီးဆုံးရေနံသိုးလောင်သူဖြစ်ပေမဲ့ဒေါ်လာ4.35ဘီလီယံဖိုးသာတင်ပို့ရောင်းချခဲ့တာဖြစ်ပါတယ်။ဒီပမာဏဟာရေနံထုတ်လုပ်သူနိုင်ငံကြီးတွေထဲမှာအလုံးနဲ့ပမာဏဖြစ်ပြီးအမေရိကန်ရဲ့စီးဝါးအရပိတ်ဆို့အေးအေးယူမှုတွေကလည်းဒီလိုဖြစ်ရတဲ့အကြောင်းရင်းထဲမှာပါဝင်နေပါတယ်။ဒီလိုစာမထုတ်ခင်တည်းကမှ Trump ဘက်ကလည်း Venezuela လေပိုင်းနဲ့ကိုပိတ်ဆို့လိုက်ပြီးလို့ကြေညာခဲ့တာရှိခဲ့တာဖြစ်ပြီးဒါကို Venezuela ဘက်ကလည်းချက်လောက်ရလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါဗျာ။ င်ဖြူတော်ဘက်ကတော့မူရင်စီဝါခိုင်းတွေနင်းနင်းပို့လို့ပြောနေပေမဲ့လူအခွင့်ရေးသမားတွေဘက်ကတော့အမေရိကန်ကလုပ်တဲ့မူရင်မောင်ခိုလေးတွေကိုတိုက်ခိုက်မှုတွေမှာတရားမဲ့တပ်ဖြတ်မှုတွေဖြစ်ပေါ်နေပြီးနိုင်ငံတကာဥပဒေတွေနဲ့လည်းစမ်းကြည့်နေရလို့ဝေဖန်ထောက်ပြနေကြတာပါအဲဒီလိုတိုက်ခိုက်မှုတွေမှာတိုက်ဆုံသူတွေအနည်းဆုံး83ယောက်တိုက်ဆုံခဲ့တာဖြစ်ပြီးကာရီဘီယံပင်လယ်ထဲမှာကမ္ဘာအကြီးဆုံးလေယာဉ်တင်စစ်သည်မော်တွေ F-35 ဂျက်လေယာဉ်တွေအပြင်ထောင်ချီတဲ့တပ်သားတွေလည်းအင်အားလုံးရင်းနဲ့ရောက်ရှိနေတာပါ။ ဒေါ်နယ်ထရန့်က2023ရေကောက်ပွဲလှုပ်ရှားမှုတွေမှာရေနံထုတ်လုပ်မှုကိုမြင့်တင်သွားမယ်လို့ကတိပေးခဲ့တာဖြစ်ပြီးကယ်လီဖိုးနီးယားနဲ့ဖလော်ရီဒါကမ်းခြေတွေမှာရေနံတုပ်ဖို့ပထမအကြိမ်စီစဉ်လာခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့ကာရေဘီယံဒေသတွင်းကကျွန်းနိုင်ငံအများအပြားဟာမော်နာရဲ့ပါဝင်အခြားသဘာဝဘေးအန္တရာယ်တွေရင်ဆိုင်ရတာတိတ်များလာတဲ့ရေနံစွမ်းအင်ပေါ်မီခိုနီးယားတဲ့နိုင်ငံတွေကိုအခြားအရင်းမြစ်တွေကနေစွမ်းအင်ထုတ်လုပ်ဖို့တိုက်တွန်းနေတာပါ။